မင်္ဂလာပါရှင်။ Wisdom Way Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။ကျမတို့ဟာလူသားတွေမျိုးအောင်မြင်တဲ့အခါရှိမယ်၊ရှောင်းနိုင်တဲ့အခါရှိမယ်။အောင်မြင်တဲ့အခါဝမ်းသာကုန်ယူပြုံးပျော်တတ်ကြပြီးမယ်။ရှောင်းနိုင်တဲ့အခါကိုယ့်ကိုအပြစ်ကျင်းမကောင်းတဲ့စကားတွေပြောပြီးမုန်းတီးနောက်နားရနေတတ်ကြပါတယ်ရှင်။အဲ့လိုတွေမဖြစ်အောင်ဒီစကားရှောက်ဖုံးကိုသင်ကိုယ်တည်းမတော်မှမပြောမိပါစေနဲ့။နံပါတ်1ငါကောင်ကအရန်မုန်းတာပဲ။ ဘလို့အချိန်ညမျိုးပဲဖြစ်ဖြစ်တင့်ကိုတင်မိုးမြစကားကိုမပြောတင်ပါဘူးအမုံဆိုတာအတတ်နိုင်ဆုံးရှောင်ရှားတင်နေစကားလုံးဖြစ်ပါတယ်တင်မပြောင်းလဲနိုင်တဲ့အရာတစ်ခုအတွက်တင့်ကိုတင်မိုးနေခြင်းကမဖြစ်တင်ပါဘူးတင်ရဲ့ဖြစ်တည်ရှင်းအတွက်ဘယ်တော့မှမချက်ချောက်တင်ပါဘူးဥပမာအနေနဲ့ American Idol ဆိုတဲ့ပြိုင်ပွဲကိုပြောပြပါမယ်အဲ့ဒီပြိုင်ပွဲမှာဆိုရင် American မှာရှိတယ် အဆိုဝါဒနာပါသူအားလုံးဝင်ပြိုင်နိုင်ပြီးဆူရဖို့ခက်ခက်ခဲခဲစူးစမ်းရတဲ့တိုင်ပွဲမျိုးဖြစ်ပါတယ်။အဲဒီလိုပြိုင်ပွဲဒီမှာတခါတလေတွေ့ရတာကတော့လက်မပါတဲ့သူရှေတော့မတန်တဲ့သူစသဖြင့်အဆုံးပါပဲ။သူတို့တွေကသူတို့မပြောင်းလဲနိုင်တဲ့အရာတွေအတွက်စိတ်ဆင်မြေပဲဘဝကိုရဲရဲရင်ရင်ရင်ဆိုင်နေကြတာပါ။နောက်ဘူမာတစ်ခုကတော့ဆယ်တန်းမှာသင်ခဲ့ဘူးတဲ့ထယ်လန်ခဲလာပါပဲ။ မျက်လုံးလည်းမမြင်ရနားလည်းမကြားရပဲနဲ့ဘဝကိုရဲ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 ရင်ဆိုင်ခဲ့တဲ့သူမကိုတင့်ကိုတင်မုံနေလို့ပြောတိုင်းအားနာပါအခုချိန်ကစပြီးတင့်ကိုတင်မုံနေတော့နော်ဘာလို့လဲဆိုတော့အဲ့ဒါအရင်အပြည့်ရှိလို့ပါတင့်ရဲ့စိတ်ကိုအောက်ဆုံးအထိဆွဲချတာတင့်ကိုတိုင်းဖြစ်ပါစေနဲ့နံပါတ်2ငါအဲ့ဒီလောက်မတော်ပါဘူးတကယ်လို့တင့်ကိုတင်မတော်ဘူးထင်ရင်တော့တင်ပါလို့အဲ့ဒီလိုခံစားနေရလဲဆိုတာပြန်ပြီးတက်ဖို့လိုပါပြီ ်အငယ်ချင်းတွေမိဘတွေကပြောလို့လားအဝင်ချင်းကပြောလို့လားအဲ့ဒါဆိုရင်တော့ချိန်မီပါသေးတယ်သူတို့ပြောတာတွေယုံဖို့မလိုပါဘူးသင် လောက်ဖို့လိုတာကသူတို့မှာကြောင့်တက်တည်ပြမှုပါသင်ကိုစိတ်အားတက်စီမဲ့သူတွေနဲ့အချိန်ပိုဖြုံးပါသင်ကိုစိတ်တကြသည်သူတွေနဲ့အတက်နိုင်ဆုံးချောင်ချပါသင်ကိုတင်မတော်ဘူးလို့ဘယ်တော့မှမတွေးပါနဲ့လောကကြီးမှာသင်လိုလူမျိုးနောက်ပြောင်ရှိပါဘူး နံပါတ်3လောကကြီးမှာငါအထီးကျန်ဆုံးပါပဲဘသူကမှတင့်ကိုဘီယူဆိုင်ဘူးလို့ထင်နေတာလားတကယ်တော့တင့်ကိုဘီယူဆိုင်တဲ့သူတွေလောကကြီးမှာအများကြီးရှိပါတယ်တင့်ရဲ့မိသားစုတင့်ရဲ့တငယ်ချင်းစသဖြင့်တင့်ကိုဘီယူဆိုင်သူတွေရှိပါတယ်တကယ်လို့ကံမကောင်းစွာနဲ့တင်သူတို့ကိုမပိုင်ဆိုင်ဘူးဆိုရင်လည်းတင်အချင်းမကြံသေးပါဘူး။နေလုံးလို့ရတာရှိပါတယ်။တင်တငယ်ချင်းသစ်တွေရှာနိုင်ပါတယ်။လူတွေကိုစင်နာနိုင်ပါတယ်။ တင်နာတတ်တဲ့သူတယောက်ဟာဘယ်တော့မှချင်းကြံပါဘူး။အငငယ်တဲ့စိတ်တွေဝင်ဖို့ကအရှိန်မရှိနိုင်အောင်ကိုပြင်ချင်လာလို့ရပါတယ်။တငယ်ချင်းတက်တွေရှာဖို့စိတ်မဝင်စားရင်တော့မိဘမယ်ကလေးချောင်းတွေလက်မမြင်ချောင်းတွေတက်ကြီးရွယ်ဟိုးဆောင်ရှောင်းရေးတွေလူမှုကေဆေးရေးဖွဲ့တွေမှာသင်စေတနာဝန်ထမ်းလုပ်လို့ရပါတယ်။သင်ကိုယ်သင်ဘေးထောက်ထားရင်တော့ဒီမတော်မှလူတွေနဲ့လိုက်ရောညီပြဖြစ်လာမှာမဟုတ်ပါဘူး။နံပါတ်၄ငါနဲ့တန်တာပဲရတာပါလေ။ တစုံတရာဆွဆွရွရွကြုံနိုင်ဒါငါနဲ့တန်တာပဲဖြစ်မှာပါလို့ပြောလို့ရှိပါသလားအဲ့ဒါကအရင်မှာပါလေဆွဆွရွရွကြုံတိုင်းတင့်ကိုတင်အဖြစ်တင်ဖို့မလိုပါဘူးအချို့သောပြဿနာတွေကိုသင်တားဆီးလို့မရပါဘူးဒါကြောင့်သင်အကောင်းဆုံးစူးစမ်းနေစွင့်တင့်ကိုတင်အဖြစ်မတင်သင့်ပါဘူး နံပါတ်5ငါလုံးနိုင်မှာမဟုတ်ပါဘူးဒီအထင်မြင်ကလည်းလူတော်တော်များများကိုဒုက္ခပေးပါတယ်လူများစုကသူတို့ရဲ့ဆွမ်းဆောင်ရည်တွေကိုအဲ့ဒီစကားကြောင့်ပဲအကောင့်တင်ပေါ်နိုင်ကြတာပါဒီတော့တိတ်မှရည်မှန်းချက်ရှိရင်ဘယ်တော့မှအဲ့ဒီလိုမတွေးပါနဲ့ရည်မှန်းချက်အောင်မြင်ပြီးမအောင်မြင်ပြီးချက်တိတ်ရည်မှန်းချက်ပေါ်တည်ယုံကြည်ဖို့လိုပါတယ်ဉာဏ်လုံးနိုင်နေဆိုတာကို စိတ်ကြယ်မြေဆွေးထားပါစရှုံးမှာကိုမချောက်ပါနဲ့ Thomas Edison ကဂျိမ်းပေါင်းများစွာစူးစမ်းပြီးမှအောင်မြင်ခဲ့တာပါ။င်လုံနိုင်တဲ့လုပ်ဖို့ပဲလိုတာပါ။ Number 6လောကကြီးမှာငါအညံ့ဆုံးလူသားဖြစ်မှာပါ။တယ်မာလုပ်ပြီးတဲ့ချိန်တိုင်းတင့်ကိုတင်အပြစ်တင်နေတင်ပါဘူးတင်ပါပဲမာခဲ့မာခဲ့တင်ပြထားရမှာကအဲ့ဒါတိတ်ကပါပြန်ပြင်လို့မရတော့ပါဘူး ဒါကြောင့်တင့်ကိုတင်ဖြစ်တည်နေလို့လည်းဘာမှမချူပါဘူး။ဒါပေမဲ့အဲ့ဒီအမားကနေသင်္ကန်းသာယူပါလူတိုင်းလူတိုင်းမားကြပါတယ်။ဒါပေမဲ့မားတိုင်းညံ့တာတော့မဟုတ်ပါဘူး။မားကဲနဲ့သူရဲ့လူလောကကြီးမှာမရှိပါဘူး။ဒါကြောင့်သင်ညံ့ပါဘူး။အချက်ပါစကား6ခုကလူတွေအမှုမဲ့အမှတ်မဲ့သူတို့ကိုယ်သူတို့ပြောလို့ရှိကြပါတယ်။သင်ရောအဲ့ဒီလူတွေထဲမှာပါနေပါသလား။အဲ့ဒီလူတွေ့ချင်းက ကျမရင်းနဲ့မညင်ညွတ်တဲ့စားစားရင်းစားနေလိုပါပဲ။ရင်းစိတ်ဓာတ်ကျမရေးဖို့ဆိုရသောချိန်ခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဒီလိုအတွေ့အကြုံတွေတင့်ကောင်းနေဝင်လာတိုင်းရှင်းတုတ်ဖြစ်ဖို့မမေ့ပါနဲ့။စိတ်ညစ်စရာတော်တော်များများကသူများတွေကပေးတတ်တာမဟုတ်ပါဘူး။ကိုယ်ပါသာပြန်ပေးကြတာပါ။ကူကစားပြီးအဲ့ဒီစကားလျှောက်ဖုံးကိုတင့်ကိုတင်ဘယ်တော့မှမပြောမိပါစေနဲ့နော်အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မိတ်ဆွေများအားလုံးလည်းတာယာအေးချမ်းသောနေ့ရက်လေးပိုင်ဆိုင်နေကြပါစေရှင်။